ကလေးဘဝရောင်ကပြဿနာဖန်တီးသူအဖြစ်အထင်လွင်ခံရတဲ့ NJ ဟွန် NJ ဟွန်က လကြသေးခင်ကအတိတ်ရဲ့မူလရန်ချောင်းသားဘဝဇလန်တပုတ်ကိုဖျော်ပြရင်းနဲ့ဆရာတယောက်ရဲ့အထင်မြင်လွဲမှားခြင်းကိုခံခဲ့ရတယ်လို့ထုတ်ဖော်ဖျော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကသူ့ရဲ့ကိုယ်ပိုင် YouTube Channel မှာတင်ထားတဲ့ဗီဒီယိုတစ်ခုမှာမင်းသားကတီရှူသူတွေစတမရန်ဂျောင်းသားဘဝရဲ့ပထမဆုံးကိုရီးယားကင်းထအဖွဲနဲ့စကန်ချခဲ့တဲ့အကြောင်းတွေပြောပြရင်မမေ့နိုင်တဲ့နာကျင်စရာအမတ်တရားတွေကိုမျှဝေခဲ့ပါတယ်။အဲဒီအချိန်တုန်းကသူ့ရဲ့မိသားစုဟာတကယ်ကိုခက်ခဲတဲ့ဘဏ္ဍာရေးအခြေအနေနဲ့ရင်ဆ ိုင်နေရပြီးတော့အိမ်ဖုန်းတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။နောက်ပြီးတော့အကြောင်းအတွက်ဖောင်ဖြင့်အများတန်းဖုန်းနံပါတ်ကိုဗလာခြံထားခဲ့ရတဲ့အတွက်ဆရာကတမင်လုပ်တယ်လို့အထင်ခံရတဲ့အပြင်တခြားသူထက်အဆင်မပြေတဲ့ဆက်ဆံရေးရှိခဲ့ပြီးတော့အထင်လွင်ခံခဲ့ရပါတယ်။ အဲဒီနောက်တပြင်းတစ်ချက်ချပြီးတော့စာတင်နေ့တစ်နှစ်လုံးဒီနားလေလွယ်မှမှုကိုရှင်းပြဖို့စူးစမ်းနေခဲ့လို့ဆိုပါတယ်အခုလိုမျိုးပုံမှန်လေးလေးဝန်ခံရင်းနဲ့တစ်ချိန်ကငွေကြေးရေးအရရုံးခံရမှုတွေကြောင့်ဖြစ်လာတဲ့ပြဿနာအရှုပ်ရှင်းတွေကို ပြန်ပြောင်းရင်းနဲ့ဟဲ့ပရိသတ်တွေအတွက်သူရဲ့ဘဝအမှန်တရားတွေကိုပြသနိုင်ခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်